ခစ်သစ်ပြုံမိမှာပြောနေကြတိုင်းပဲပေါ့နော်မိန်းကလေးလာဥပစာများလဲမိန်းကလေးတွေပဲမိန်းကလေးလာမရှိတာလဲမိန်းကလေးတွေပဲအပြစ်သောမယ်ဆိုလို့ရှိရင်အင်ကြီးဝစာဘာယူလို့ယူရမှန်းမသိဘူးဟိုဗီဒီယိုထဲမှာတစ်ခုပြီးတစ်ခုပေါ့နော်ဟိုအထောက်ကြီးထားထောက်ကြီးတစ်ခုမှလည်းစင်မပြေကိုကြိုက်လို့ဝယ်ထားတဲ့ဥပစာတွေပဲပေါ့နော်အဲဒါနဲ့ပတ်သက်ပြီးတော့ shape မှာပြန်ပြီးတော့ပြောပြထားလေးပြောပြမလို့အဲ့ဒါဘာလဲဆိုတော့အရင်ဆုံးသူကပြောထားတယ်တော်တော်လေးတော့ idea ကောင်းတယ်ရှင်းထုတ်လိုက်ပါတဲ့အကုန်လုံးဥပစာတွေဗီဒီယိုတစ်ခုလုံးကိုပြောရမဆိုတော့လေဒီရှင်းထုတ်လိုက်ပါဆိုတဲ့ idea ကတော့တော်တော် idea ကောင်းကောင်းမွန်မွန်ပေးထားတာပါပဲဒါပေမဲ့ အနောက်မှာလိုက်လုပေးမဲ့ဟိုတယောက်ယောက်ပေါ့နော်အိမ်မှာအဲ့လိုမျိုးလုပ်ပေးမဲ့သူတွေနဲ့နေရယ်ဆိုတော့ဘုံပြောလဲအဆင်ပြေမယ်နော်ဆိုတော့သူပြောသလိုရှင်းထုတ်လိုက်ပါဆိုပြီးကိုကရှင်းထုတ်လိုက်လို့ရှိရင်ပြန်သိရမယ်လို့ကလည်းကိုပဲလေနော်အိမ်မှာဆိုရင်တော့အဲ့တော့ဒီမှာပြောထားပါဆိုတော့ရှင်းထုတ်လိုက်ပါတဲ့ဗီဒီယိုထဲမှာတဲ့ဟိုဝှစ်ချင်တရားဝှစ်ချင်ဖြစ်နေမယ်ဆိုရင်ဝှစ်ချင်တာတွေလဲဆွဲထုတ်လိုက်မူးချင်တာတွေလဲဆိုအကောင်လုံးကောင်လုံးလိုချင်တာအကောင်လုံးဆွဲထုတ်ပြီးတော့ဗီဒီယိုတစ်ခုလုံးရှင်းသွင်းအောင်လို့ရှင်းထုတ်ပလိုက်တဲ့ ဆိုတော့နော်တနေ့ကုန်းတယ်နော်တနေ့ကုန်းတယ်တော့နောက်ရက်လည်းကူးတယ်အဲ့ဒါတကယ်ဟုတ်တယ်အော်ပြီးလို့ရှိရင်ပြီးတော့နောက်အပုံလိုက်ဖြစ်နေတာမျိုးတွေယူမလားချင်းနောက်နဲ့ကိုသွားထည့်တာမျိုးတွေယူမလားဒါမျိုးတွေလည်းအများကြီးပဲပေါ့နော်ဒါပေမဲ့ဟိုသူဒီရှင်းထုတ်လိုက်ပါဆိုရင် idea လေးကတော့အနောက်မှာပေါ့နော်လိုက်လုပ်ပေးမဲ့တရားရောက်ရှိမယ်ဆိုတော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဒါပဲရှိတော့အမေပဲရှိတော့အမေလည်းလုပ်တိရှုပ်ပါတယ်အဲ့တော့ကိုပြန်ပြီးတော့တသက်ရမလုံးနိုင်ဘူးဆိုတော့ဒီ idea လေးကိုခဏလောက်သိမ်းထားလိုက်ပေါ့နော်နောက်တစ်ခုဆက်ပြောမယ်အဲ့ဒါဘာလဲဆိုတော့ကို့မားတဲ့ဟိုဘာတွေရှိလဲဆိုတော့ကိုကိုယ်တိုင်စစ်ထားအဲ့ဒါဘာလဲဆိုတော့ကို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 ယ်တိုင်ပေါ့နော်မိကုံးလေးထိုး မယ့်အချိန်ရောက်ပါပြီတဲ့ဘယ်အဝစားကကိုနဲ့ဟိုတော်သေးရဲ့လားဘယ်ဟာလေးကကိုနဲ့ပို့ပြီးတော့ live ဖတ်မှုအခုချိန်မှာရှိနေရလဲအဲ့ live ဖတ်မှုရှိတဲ့ဝတ်စုံတွေထဲမှာဘယ်ဝတ်စုံတော့ဘယ်တုန်းကဝတ်ခဲ့တာလဲဘယ်နှစ်ချိန်လောက်ဝတ်ဖူးခဲ့တာလဲပြီးတဲ့အခါမနောက်ထပ်ကောထပ်ပြီးတော့ဝေးရအောင်မလားကိုနဲ့အခုချိန်ထိကြည်ကောင်းသေးရဲ့လားဆိုတာတွေပြီးတော့ဟောင်းနေပြီလားဆိုတာတွေဒီမင်းကလေးတွေမေးပြီးတော့အဝတ်စားတွေကိုတဲ့ပိုင်းမိုင်းမိုင်းတွေခွဲလိုက်ပါတဲ့အဲ့လိုမျိုးတချို့ကြလဲဝတ်စားကိုတီရှပ်တက်တက်ဘောင်းမီတက်တက်ခေါင်းတက်တက်ထားတာရှိတယ်အဲ့လိုမျိုးထားရင်လဲထားအဲ့လိုမျိုးမထားဘူးဆိုရင်ဒီန ီးလန်းလေးအတိုင်းပဲပေါ့နော်လုံးဝ ပုံမှန်အဝတ်များတာတက်တက်ဘောင်းမီနဲ့ခါဝင်နဲ့ရောနေလဲရောနေလိမ့်မယ်အဝတ်များတာတက်တက်သိပ်မွေ့တာတက်တက်လုံးဝဟောင်းနေတာတက်တက်အဲ့လိုမျိုးလေးခွဲထားလို့လည်းရပါတယ်တဲ့နောက်တစ်ခုကဘာလဲဆိုတော့ဝစ်ချင်တာတွေကိုစုစည်းပေးထားပါတဲ့ကိုဒီပေါ့နော်ရွေးချင်တာတွေကိုရွေးပြီးသွားပြီဆိုလို့ရှိရင်တော့အဝတ်စားတွေကိုတီးတဲ့ချိန်ထားလိုက်နောက်တစ်ချိန်ဒီလိုမျိုးဖြစ်လာမယ်ဆိုအချိန်ကုန်လူပြင်းမန်းတော့မဖြစ်တော့ပါဘူးတဲ့နောက်တစ်ခုကအစွန်ပစ်ထားတဲ့အဝတ်တွေကိုစစ်လိုက်ပါတဲ့ပြန်စစ်ပေါ့နော်ဒါတွေကတော့မွတ်တော့ဘူးဆိုပြီးတော့ကွာဘုံဘုံနဲ့ထည့်လိုက်ပြီဒါပေမဲ့ပြန်စစ် ပြန်စစ်တော့တစ်ချိန်ကျမှပြန်ကိုအတွက်ပြန်လိုတဲ့ဝတ်စားဆိုတာဖြစ်နိုင်တယ်ဆိုတော့ခဏခဏဖြစ်တယ်အဲ့ဒါဒါဒီ 哎，你的车我我未来如说，哎。 အိုဘာဟိုဘောင်းမီနဲ့ဝေးချင်အဲ့ဘောင်းမီမာလဲအော်မွေးတော့တဲ့ပုံထဲမှာဆိုမွေးတော့တဲ့ဘုံကြီးကိုသွားလဲအဲ့ဒီဘောင်းမီကိုပြန်ရှာအဲ့လိုမျိုးကြီးလောက်อ่ะအဲ့ခါကျတော့ကမွေးတော့တဲ့ဟာကိုကိုနေနဲ့ဒါတတ်မှတ်ထားပြီးပြီဆိုရင်တော့မှမွေးတော့တဲ့အထဲမှာခက်လက်လက်လေးဝေးလို့ရတာဘာလဲလုံအောင်မွေးတော့တာဘာလဲဆိုတာကိုဒါခွဲခြားထားလို့ရတယ်ပြီးတဲ့ခါမှာဆိုတော့လုံဟိုပြောရမယ်ဆိုကိုနဲ့မွေးဘူးဆိုတာစုပ်သွားလို့မွေးတာမျိုးဆိုတာတက်ကိုနဲ့မတော်လို့မွေးတာလည်းရှိရပဲလေအဲ့ဒါမျိုးဆိုလို့ရှိရင်တော့မတော်လို့မွေးတဲ့အဝတ်စားတွေကိုတော့မရှိတဲ့သူမျိုးတွေလိုချင်တဲ့သူတွေကိုပေးလိုက်ဒါဆိုလို့ရှိရင်ကုသိုလ်လည်းရတယ်စုပ်ပြတ်သွားလို့မွေး တဲ့ဟာမျိုးဆိုအိမ်မှာလက်နီးစုပ်တို့တုတ်တဲ့ဟာမျိုးတွေဒါမျိုးလေးတွေလုပ်လို့ရတာပေါ့နော်နောက်တစ်ခုကဗာလဲဆိုတော့အလူတန်းလေးလုပ်ပေးမယ်အိမ်မှာအသုံးချလို့ရတဲ့ ပြီးတော့ဖက်နှက်တွေပါတယ်ဆိုလို့ရှိရင်အဝတ်နဲ့ထုတ်ထားအရန်ကောင်းနေတဲ့အဲအဲ့တော့အဝတ်တွေလည်းဖုံမတက်ဘူးပါဖုံမတက်ဘူးပေါ့နော်ပြီးတော့ဘူးတွေဘူးတွေဘူးတွေနဲ့ထားလို့ရတော့တစ်ခါကျအဝတ်လေးတွေနဲ့ထုတ်ထားရမျိုးလည်းလုပ်လို့ရပါတယ်တဲ့အဲနောက်တစ်ခုအယောင်တွေခွဲထုတ်ပေါ့နော်အဝတ်စားတွေကိုရှင်းထုတ်ဖို့နီလန်ကောင်တစ်ခုကတော့တဲ့အယောင်တွေနဲ့ပဲခွဲချထားလိုက်တဲ့အယောင်တွေထဲမှာမှအနုရှိမယ်အရင်ရှိမယ်အဲပြီးတဲ့အခါမှာဆိုလို့ရှိရင် printed လေးရှိမယ်အဲ့လိုမျိုးလေးသုံးမျိုးခွဲချထားလို့ရှိရင်လည်းအရန်လွယ်ပါတယ်တဲ့ဆိုတော့ပုံမှန်ကိုခွဲနေကြဘောင်းမီတက်တက်အင်းတက်တက်အဲ့လိုမျိုးကြီးဆိုတာတူကသူခွဲတဲ့နီလန် တော့ဒီပြောမယ် category အရင်เนาะဟိုနှဲရဲဆိုတဲ့ခါကျတော့ပို့ပြီးတော့အဆင်ပြေမယ်ထင်တယ်အခုတည်းပဲပြောပြမယ်အလှပကြီးကအเจ้าကကြတော့လေဘာလဲဆိုတော့ခေါင်းစဉ်လေးကသူတို့ဘာကြောင့်အသားရေလှကြလဲတဲ့အဲ့ဒါကြတော့တချို့အသားရေမကောင်းတဲ့သူတွေပေါ့နော်မျက်နှာမှာဒါဝက်ချန်တို့ဟိုအဆက်ပြောက်တွေရှိနေတဲ့သူတွေအနေနဲ့အသားရေကောင်းတဲ့သူတွေကိုသွားပြီးတော့အားကြကြရဲပေါ့နော်ဒီခါမှဆိုတချို့ကကြတော့လေမွေးရပါပင်ကိုယ်သဘာဝအရာအသားရေကောင်းတဲ့သူတွေရှိကြတယ်လို့မျိုးတချို့ကကြတော့လေသူတို့မကောင်းတဲ့အမှုအကျင့်တွေရှိရဲပေါ့နော်ဒါကြောင့်မလို့ဒါသူတို့ဘာကြောင့်အသားရေလှကြတယ်လဲဆိုတော့အဲ့လိုအသားရေလှတဲ့သူတွေ ကြီးလိုက်တဲ့အခါမှာဆိုလို့ရှိရင်တဲ့တို့ကဘလို့အချက်တွေရှိလဲဆိုတော့နံပါတ်1အချက်အနေနဲ့တို့ကမျက်နှာမိုးလေးမိဆိုတာနဲ့တဲ့မျက်နှာစသစ်ပြီဆိုရင်တို့ကမျက်နှာ ်တစ်စေးပေါ့နော်အပြော့စားကိုသုံးထက်ကြတယ်တဲ့ဟိုအပြင်းစားတွေပေါ့နော်ဒါမျိုးတွေဘယ်လိုပြောမလဲဒီတခါဒီတရက်ထဲသုံးလို့မျက်နှာဖြူလာမယ်တို့ပြီးတပတ်အတွင်းမျက်နှာဟိုကြည်လာမယ်တို့ဘာလို့ဒီလိုမျိုးအပြင်းစားဟာမျိုးတွေသူတို့မသုံးဘူးတကယ်ကိုကက်မီကယ်ရော့နေတယ်တဘာဝတိုင်းလောက်ထားတယ်ဒါအပြော့စားမျက်နှာတစ်စေးဒါမျိုးတွေသူတို့သုံးထက်ကြတယ်ပြီးတော့နောက်ထပ်အချက်တစ်ချက်ကဘာလဲဆိုတော့သူတို့ကတဲ့ဒီပဝင်းချင်ရဲ့ဟိုညဉ့်ညမ်းမှုပေါ့နော်ဥမာဒါနေတန်းပြီးလေတန်းပြီးဖုံဖုံတွေပေါ့နော်ဒီလိုမျိုးပဝင်းချင်ရဲ့ဓာတ်နေကြောင်းအသားရည်ပျက်စီးတာတွေပြီးလို့ရှိရင် ရင်ဒါအသားရေပင်ပန်းသွားတာတွေကိုတော့သူတို့ကအမြဲတမ်းကာကွယ်တတ်ကြတဲ့သူတွေလည်းဖြစ်တယ်။ပြီးပျက်စီးသွားတဲ့အခါမှာပြန်လဲပြီးတော့ကောင်းမွန်အောင်လုပ်တတ်ကြတဲ့အကျင့်ရှိတဲ့သူတွေလည်းဖြစ်တယ်။အဲ့လိုလူတွေကပြီးနောက်တစ်ခါကဘာလဲဆိုတော့အဲ့လိုအသားရေကောင်းတဲ့သူတွေရဲ့အကျင့်တစ်ခုကကြတော့သူတို့ကနေပူတွေကိုထွက်ပြီးဆိုလို့ရှိရင်အမြဲတမ်းနေအောင်ကလိမ့်စေးလဲလိမ့်နေတဲ့။ပြီးတော့နောက်တစ်ခုဒါနေအောင်ထိတဲ့နေရာတွေဘာလဲဆိုတော့လဲပင်ဟိုအင်ဂျင်ဝတ်ပြီးဆိုလဲပင်နေရာတော့လွတ်တယ်လေ။လဲပင်ပြီးရင်ဘတ်ပြီးလက်ဖမိုးခြေဖမိုးပေါ့နော်။ဒီလိုနေရာတွေကိုလည်းသူတို့ကဂီယုတဆိုင်နဲ့အမြဲတမ်းဒါကာကွယ်တတ်ကြရတဲ့ကာကွယ်တဲ့အခါ နေရာမှာဆိုလို့ရှင်လေဒါလက်ရှိဒါမျိုးတွေဒါထားရရှိရယ်ပြီးနောက်တစ်ခုကကြတော့ဒါထီးဆောင်းတာအုတ်ထုတ်ဆောင်းတာပြီးလို့ရှင်ဒီလိုနေရာလေးတွေကိုနေရာကလိမ့်စေလိမ့်မိတာပေါ့နော်ဒီလိုနီးလန်းနေနဲ့ကာဝေတက်ကြရဲနောက်ထပ်အချက်တစ်ချက်ကကြတော့တို့ဟာလက်အငိမ့်နေတဲ့အကျင့်လည်းရှိရယ်လက်အငိမ့်မနေတဲ့သူမျိုးတွေမဟုတ်ဘူးပေါ့နော်ညနာမှဒါအဖူတစ်ခုခုထွက်လာတဲ့အခါမှာဆိုလို့ရှင်ဒါညစ်တာတို့သွားဆွာတို့တို့တာတို့ဖဲ့တာတို့ဒီလိုမျိုးတွေမလုတ်တက်ကြဘူးတဲ့ဘာဖြစ်လဲဆိုတော့ဒီလိုမလုတ်တက်ခါမှာဆိုလို့ရှင်ဒါအနာလဲပူပြီးရှင်းနေပြီးလို့ရှင်အမာယူလဲကြံနေပေါ့နော်ဒီတော့တို့ကလက်လည်းငိမ့်နေတဲ့သူတွေဖြစ် ဖြစ်တယ်ပြီးနောက်ထပ် တောင်းတဲ့အကျင့်တစ်ခုကကြတော့ဘာလဲဆိုတော့တို့ရဲ့မနှက်စာမှာဆိုရင်လည်းအရာအသွေးလေးစုံစုံလင်းလင်းရှိရတဲ့ပြောမယ်ဆိုတာတသီးဖြော်ရည်တစ်ခုခုပါတာပြီးအရွက်ကြော်တစ်ခုခုပါတာမျိုးပေါ့နော်လိုမျိုးအစိမ်းရောင်လေးတွေပြီးလို့ရှိရင်ဒါဖြော်ရည်ဆိုလည်းအရာအောင်ဆိုဒါအနီရောင်အဝါရောင်လိမ္မော်ရောင်ပေါ့နော်ဒီလိုမျိုးအရာအသွေးစုံစုံလင်းလင်းရှိတဲ့နှက်စာကိုလည်းတို့စားတတ်ကြတယ်ပြီးတော့နောက်တစ်ခုတို့ရဲ့တောင်းတဲ့အကျင့်ကကြတော့ဘာလဲဆိုတော့တို့ကတဲ့ဒါအသားရည်မွဲချောက်မနေအောင်လို့ရေလဲများများတောက်တတ်ကြတဲ့အကျင့်ရှိတဲ့သူတွေပါတဲ့ဟိုသူများကြီးဘာကြောင့်ဒါအသားရည်ကောင်းလဲလိုက်ပြီးတော့အားကြမနေနဲ့တို့ဘ လိုအကျင့်လေးရှိလေကောင်းတဲ့အကျင့်လေးတွေကို like မှတ်ပြီးတော့ကိုကိုယ်တိုင် like လုပ်ကြည့်အဲသူတို့လိုပဲအသားကြီးကောင်းလာလိမ့်မယ်။အင်းဟုတ်တယ်နော်။ကဲအခုဆိုလို့ရှိရင်တော့အလှပကြီးရနဲ့တက်ဆိုင်တဲ့အကြောင်းအရာတွေတင်ဆက်လုပ်ပြီးသွားပြီးထပ်မံပြီးတော့ဘ ഹു ဒ္ဒရာရစရာတွေတက်ဆက်ပေးမှာပါခေတ္တပြုံရဲ့အစီအစဉ်ဒီမှာခဏလေးရနာမယ်နော်